မင်္ဂလာပါမြမနွေကကြိုဆိုပါတယ်ဒီမိကွန်းလေးကိုဖြည့်ကြည့်ရအောင်နော်အခရာနဲ့ဒီအတူတူပဲလားတဲ့အတူတူပဲလို့ထင်သလားမတူဘူးလို့ထင်တာလားတူတယ်လို့လို့မတူတယ်လို့လို့ဖြစ်နေသလားဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ရင်တော့ရှင်းလင်းတဲ့အဖြစ်တစ်ခုရမှာပါနော်ဒီကကြီးခခွေးတွေကိုပဲအခရာလို့ပြောလိုက် ပြီး33လုံးလို့ပြောလိုက်ဆိုတော့အခရာနဲ့ပြီးအတူတူပဲလားဘာကွာချားလဲသိကျင်ကြတာပေါ့အခရာဆိုတာကစာရေးတဲ့အခါမှာတုံးကြတဲ့ကာကြီးခကွေးစလုံးလေးတွေပေါ့ဒီအခရာလေးတွေကိုရွတ်ဆိုလိုက်တဲ့အတန်ကတော့ပြီးတန်ပေါ့လူတွေရဲ့နှုတ်ကနေပြောကြတဲ့ကခကငငါ စတဲ့ပြီးတန်တွေကိုစာအဖြစ်ရေးပြနိုင်ဖို့အတွက်အခရာတွေကိုဖန်တီးကြရတာပေါ့အတန်တွေရဲ့ကိုစားပြု သင်္ကေတအဖြစ်အခရာလေးတွေကိုတုံးပြီးတော့စာရေးကြရတာပေါ့ပြီးတန်တွေကိုကိုစားပြုတဲ့အခရာလေးတွေမို့ဒီအခရာလို့လဲခေါ်ကြပါတယ်ဒီကာကြီးခါခွေးတွေကိုပဲရေးသားမှုနဲ့ဆိုင်တဲ့အခါ အခရာလို့သုံးဆွဲကြပြီးယုစုမှုနဲ့ဆိုင်တဲ့အခါပြီးလို့သုံးဆွဲကြပါတယ်။ကဲဒါဆိုအခရာနဲ့ပြီးအတူတူပဲလားဆိုတဲ့မေခွန်းရဲ့အဖြေကိုသိကြပြီနော်။တခြားသူတွေလည်းသိသွားအောင်ဗီဒီယိုလေးကို share ပေးလိုက်ပါအောင်နော်။မြမာစာနဲ့ဆိုင်တဲ့ခြေခံအတီလေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့မြမာနွင် YouTube channel လေးကို subscribe လုပ်ပေးထားကြနော်။ အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်နော်။